ညံမြွနဲ့ပဲဟင်းရွာကိုစစ်တပ်ကလည်းနဲ့ပုံစံတိုက်ခိုက်မှု PDF ရဲဘော်လေးဦးနဲ့ပြည်သူနယ်ဦးစုစုပေါင်း6ဦးသေဆုံးမကွေးတိုင်းညံမြွနဲ့ပဲဟင်းရွာကိုစစ်ဘက်စစ်တပ်ကလည်းနဲ့ပုံစံတိုက်ခိုက်ခြင်းကြောင့် PDF ရဲဘော်လေးဦးနဲ့ပြည်သူနယ်ဦးသေဆုံးခဲ့ကြောင်း WeLeft မြိုင်ဘွဲ့တာဝန်ရှိသူကပြောပါတယ်။မတ်လ20ရက်နေ့ညနေ9:25မိနစ်ခန့်အချိန်ပဲဟင်းရွာစတင်ကြောင်းနေ့ရှိတမင်းဆိုင်တဆိုင်ကိုစစ်ဘက်စစ်တပ်ရဲ့တရားဥပဒေတက်ကတက်လာတဲ့တိုက်လေရင်တစီနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ ဂျပန်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေတမင်းဆိုင်တွင်မှတမင်းဝင်စားနေတဲ့ပြည်ထောင်ရဲဘော်လေးဦးနဲ့ဆိုင်ရှင်သားမိနောက်ပွဲချင်းပြီးတိုက်ဆုံခဲ့ကြောင်းသိရှိရပါတယ်။လေကြောင်းတိုက်ခိုက်မှုတွင်ကြာဆုံးခဲ့တဲ့ပြည်ထောင်ရဲဘော်လေးဦးကရင်းမာပေကိုက်တဲစနေတက်ခွဲသော Triple R တက်ခွဲမှတက်ခွဲမှုရဲဘော်စော်မြက်ရဲဘော်ဒေးဗစ်ရဲဘော်မုံနဲ့ရဲဘော်လင်းတို့ဖြစ်ကြောင်းသိရပါတယ်။ဘတ်တိုက်ပွဲမှမရှိဘဲနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာပါ။ပြည်သူနောင်နဲ့ပြည်ရဲရဲဘော်လေးကိုကြာဆုံးတယ်လို့လည်းသိရပါဗျ။အလားတူမေလ19ရက်နေ့ည7:30မိနစ်ခန့်ကလည်း မြန်မြွနယ်ရှင်းမြောက်ပိုင်းရှိဖြာသီးရွာနေကိုလည်းဂျက်ဖတ်စစ်တပ်ကဂျက်ဖိုက်တာတစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးပြည်သူလည်းဥတီခိုက်တဲ့ရရှိခဲ့ကြောင်းသိရပါတယ်မမမကရင်ကပြကြရဲ့စေရဟရင်တစီတိမပြကြသွားပြီးဆက်ချုံရင်ပြကြတဲ့ဥစ္စကောင်စီကလိမ့်လေတဲ့ထောက်ပြန်အကြပ်စစ်ကောင်စီရဲ့စေရဟတစီကိုဗမော်မြို့မှာပြကြသွားကြောင်းစစ်ကောင်စီကရမရင်းညပိုင်းဝန်ခံတော်လဲကရင်ကပြကြတဲ့ကိုဆက်ချုံရင်ပြကြတဲ့ကိုလိမ့်လေတဲ့ထောက်ပြန်ပါတယ် စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာယနေ့နေ့လယ်ပိုင်းဗမော်မြို့မှာနေမြေတည်ငြိမ်အေဂျင်အတွက်စာရွက်နေရရှိတဲ့စကန်ကိုထောက်ပို့ဖြစ်စေသွားပို့ဆောင်ပြီးပြန်လည်ထွက်ခွာလာစဉ်ဗမော်မြို့ရဲ့အနောက်တောင်ဘက်မီတာ3000ခန်းအကွာမှာရုတ်တရက်ဆက်ကျွရင်ပြကြသွားကြရေးသားထားပါတယ်အမှန်တကယ်မှာတော့ကချင်ပြည်နယ်ဗမာမြို့ကိုစစ်ကူလာတဲ့ရဟရင်တုံးစီကို KAI ပူပေါင်းဖွဲ့ကယနေ့ပြစ်ခတ်မှာနှက်စည်းထိမှပြတ်ကျသွားခဲ့ပြီးပြတ်ကျသွားရဟရင်တစီကိုရွှေကူမြို့နယ်မြို့လာမြို့နယ်ကွဲစီငန်းရွာနောက်ဘက်ရှိတောတောင်ထဲမှာတွေ့ရှိခဲ့ရကြောင်း ရင်ဟဲ့ရဟတ်ရင်ပြတ်ကြတဲ့နေရာကို KI တပ်ဖွဲ့ဝင်တွေရောက်ရှိသွားပြီးရဟတ်ရင်အပြတ်အစီးရင်နဲ့လေရင်မိုးကပ်တိန်မျိုးထောင်ရုပ်လောင်းကိုရှာဖွေတွေ့ရှိခဲ့ကြသေးရပါတယ်။ယနေ့မော်လဲတနအိကြော်ချင်းပမောစကားက27ကိုစေကူလိုက်ဆင်းရဲတုံးစီကို KI ပူပေါင်းတပ်တွေကပြစ်ချခဲ့ခြင်းဖြစ်ပြီးပိုင်ပိုင်နိုင်နိုင်ပြစ်ခတ်လိုက်တဲ့ရဟတ်ရင်တစီမှာရွှေကွန်မြို့အရာဒီမြေအနောက်ဘက်ခြမ်း KI တပ်ရင်ကနေမြေတွေကိုပြတ်ကျသွားကြောင်းရင်ရဟရင်နေရာကို KI တပ်ဖွဲ့ဝင်တွေရောက်ရှိသွားခဲ့ပြီးရဟရင်ပြန်တဲ့ရုပ်လောင်းတွေကိုမှတ်တမ်းတင်တင်ထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ KAI ကပြစ်ချလိုက်တဲ့ရဲရဲတစီကိုရွှေကိုမျိုးနဲ့စင်ငယ်ရွာနောက်ဘက်ရှိတောတောင်ထဲမှာတွေ့ရှိခဲ့ပြီးလင်းမှုမျိုးတံအယုံလောင်းကိုတွေ့ရှိကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာရဲရဲတောင်စီကို KAI ပူပေါင်းဖွဲ့ကယနေ့ပြစ်ခဲ့ရမှာနှစ်စီးတိမဲ့ပြစ်ချသွားခဲ့ပြီးပြစ်ချသွားတဲ့စီကိုရွှေကိုမျိုးနဲ့စင်ငယ်ရွာနောက်ဘက်ရှိတောထဲမှာတွေ့ရှိခဲ့ပြီးလင်းမှုမျိုးတံအယုံလောင်းကိုရှာတွေ့ရှိကြောင်း KAI ရှင်းတဲ့သတင်းမြစ်ကပြောပါရယ်ယနေ့မော်လတနားကြီးကျော်ချင်းဗမော်စကက23တုတ်စစ်ကူလာပေါ်တဲ့စင်ရိုင်တောင်စီကို KAI ပူပေါတက်တွေကပြစ်ချခဲ့ခြင်းဖြစ်ပြီး ။မိုင်မိုင်နိုင်နိုင်ပြစ်ခတ်လိုက်နိုင်တဲ့ဆင်ရိုင်တစီမှာရွှေကုံမြို့ရာဝတီမြေနောက်ဘက်ကျန် KIA တရင်ကနေမြေရှိတော်တဲ့ကိုပြကြသွားကြောင်းရင်ရဟိုင်ပြန်နေရကို KI တပ်ဖွဲ့ဝင်တွေရောက်ရှိသွားပြီဖြစ်ကြောင်းရင်ရဟိုင်မှာစစ်တပ်မှပြောင်းမှုနဲ့အဖွဲ့ပါဝင်ပြီးအလုံးသိဆုံးသွားကြောင်းသိရပါတယ်။ပြောင်းမှုလာလဲတာရင်ရဟိုင်ရင်ကပြစ်လိုက်တာဒီမှန်မျိုးရွှေကူကနေရဝတီမြေနောက်ဘက်က KI တပ်ရင်ကတော်ထဲမှာပြတ်ကြတယ်။ညာကွန်ကတော့ KI ကလူတွေရောက်နေပြီ။နောက်တစ်စီးကရွှေကူမှာရေးပေါ်စင်တာမှာပေးဆောင်ကြီးလဲစင်သွားတယ်။ ဖန်ကကြိုးသွားတယ်ပြန်တက်လို့မရတော့ဘူးငါတို့ပြစ်တာရဟယင်နဲ့စီလုံးပြတ်သွားတယ်တောထဲမှာပြတ်သွားရဟယင်မှပြောမှုပါတယ်အားလုံးသိတယ်ငါတို့ဖွဲ့ရရောက်ပြောရွှေကူမှာရေပေါ်စင်းတဲ့ကောင်ကဖန်ကကြိုးသွားပြီးဘေးဆောင်ကြီးလဲနေတဲ့ကရင်ရှင်းတဲ့တရင်မြေကပြောပါတယ်ရခင်ကလည်းကရင်ကစစ်ကောင်စီတပ်ရဟရင်နဲ့တိုက်လျင်တွေကိုပြတ်သေးသေးဖြစ်ကြနိုင်ခဲ့ပါတယ်။2021ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မုံမောက်မြို့နယ်မြို့တင်တဲ့ကုန်းလာကြမှာစစ်ကောင်စီအမိုက်35တိုက်ခိုက်ရဟရင်ကိုကချင်လူမျိုးရေးတပ်တော်ကရင်ကပြစ်ချခဲ့ကြောင်း ထို့သောပြစ်ချခဲ့မှုကြောင့်ရဟယင်ပြက်ခဲ့ပြီးရောရဟယင်မှုပုံမှုကြော်စရာတွန်ပိုကြီးတန်တွန်လင်းအောက်ခွဲတက်ကြီးကြော်စာအနုတည်ဆောင်ခဲ့ကြပါတယ်2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့မနက်7:59မိနစ်ချိန်ဝိုင်းမော်မြို့နယ်နာပေါ်စစ်တပ်စခန်းကိုရိတ်ကာလာပို့တဲ့စစ်တပ်ထောက်ပို့ MI-17 ရဟင်းတစီကို KAI ကပြစ်ချခဲ့ပြီးတော့စစ်ရဟင်းပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရှေ့ဦးသိဆောင်ကရဟင်းလည်းပြန်စီသွားခဲ့ပါတယ်။ 2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာရှမ်းမြောက်ဒေသကုတ်ခိုင်မြို့နယ်နဘက်ကတိုက်ပွဲဒေသတံကိုပုံလာခြင်းကစစ်ကောင်စီရဲ့တရုတ်လို FTC 2000ကြီးတိုက်လင်းကိုကချင်လွတ်လပ်ရေးတပ်မတော် KAI ကပြစ်ချခဲ့တဲ့အတိုက်နယ်ပြတ်ကျသွားခဲ့ပါတယ်။ဇလဗေအိန္ဒိယစစ်တပ်ကတိုက်ပွဲမပြတ်ပွားပဲတမှုခိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ဝင်ရဲဘော်စဲကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ပြတ်မှုစစ်စစ်တွေရှိအောင်ဆို အိန္ဒိယစစ်တပ်ကတိုက်ပွဲဖြစ်ပွားပဲတမူးကန်ပြည်သူကကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်စဲကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပြက်ခဲ့မှုစစ်စစ်တွေးရကြောင်းမြို့သားညီဆွေရ NUG နိုင်ငံချိုင်းဝင်ကြီးဌာနကတင်ထုတ်ပြန်ပါတယ်။မေလ14ရက်နေ့စကိုင်းတိုင်းကမ္ဘာကြီးကျေးရနီမြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်မြန်မာပြည်ပတ်စံရှားစကန်းကိုရွှေ့ပြောင်းတောင်းရန်တန်းဆောင်တဲ့တမူးကန်ပြည်သူကကွယ်ရေးဖွဲ့ပကပရဲဘော်တွေ၁၀ဦးလုံးကစကန်းမှာပြောင်းဆောင်သွားပြီးအိန္ဒိယနိုင်ငံနယ်စပ်လုံးကျော်ရေးတပ်ဖွဲ့ဖြစ်တဲ့ Absan Welfare တန်ရင်တဂျန်ဒေတာခိုင်မဏိပူပြည်နယ်ကမေလ၁၆ရက်နေ့မှာရုံလောင်းဇလံကိုလွှဲပြောင်းလာကြောင်းသိရပါတယ်။မြေပြင်ခြေနေစစ်စင်မှုတွေအစီရင်ခံစားတွေ့ရှိချက်တွေဆွေးနွေးတွေ့ရှိချက်တွေအရဖြစ်စဉ်မှန်ကအိန္ဒိယနိုင်ငံမီဒီယာတွေကရေးသားဖော်ပြနေတဲ့ကဲသို့ထိတ်တန့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ကြောင်းတမူးခိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကပါရေပေါ်ဆဲဥမအိန္ဒိယနိုင်ငံဘက်ကမှထိတ်တန့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကကြာဆုံးခြင်းမဟုတ်ဘဲယာယီစကန်းရွှေပြောင်းမှုကိုတရင်ကြိုတင်ပေးပို့ထားတဲ့ကြားကပင်အိန္ဒိယစစ်တပ်အာဆန်ရဖဲ အကြောင်းပြချက်မခိုင်လုံစွာနဲ့ပတ်ကဖရဲဘော်တွေကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပြက်ချင်းခံလို့တုံ့သက်တွေးရှာကြောင်း NUG ကဆိုပါတယ်။အဆိုပါလောင်းနေပြန်လဲတောင်းခံယူရမှာလဲအိန္ဒိယစစ်တပ်ကပတ်ကဖရဲဘော်တွေကအိန္ဒိယနယ်နိမိတ်တွင်ဝင်ရောက်ကစတင်တိုက်ခိုက်တာကြောင့်နှိမ်နင်းချင်းခံရကြောင်းနောက်နောက်နိုင်ငံနယ်နိမိတ်ခြံစည်းကိုခြံကံမှုကိုမကန့်ကွက်သဘောတူပါကြောင်းစရဲချက်တွေကိုမြန်မာဘက်ကလာရောက်တဲ့တာဝန်ခံတွေကိုခေါ်ယူထားကဖိအားပေးလက်မှတ်ထိုးစေပြီးမှလက်ပြောင်းပေးခဲ့ကြောင်းသိရပါတယ်။ မြေပြင်စီစစ်တွေ့ရှိကြတယ်ပေါ့ခြေကလည်းအိန္ဒိယနိုင်ငံဆွေးအောင်နေဖြင့်အမှုမဲ့ပေါ်ပါရေးဆိုင်ရပေးရအိန္ဒိယကိုစန်းကျင်တိုက်ခိုက်နေသူတွေမဟုတ်သိရှိပါလျက်ရက်ဆက်စွာတပ်ဖြတ်ခြင်းပေါ်တောင်ဝင်ယူမှုရှိစွာနဲ့စုံစမ်းစစ်ဆေးအပြစ်ပေးရေးယူဖြေရှင်းပေးရနေနာမှုတွေအတွက်တောင်ဝင်ယူဆိုင်ရပေးပြီးနေနာသူမိသားစုတွေအားနေနာချေပေးဆောင်ရန်နောက်မှလာထူကိစ္စမဖြစ်စေရအတွက်စီမံဆောင်ရပေးရနှစ်နိုင်ငံရဲ့ကြားစီညနိုင်းမှုမပြည့်ပြတ်သေးတဲ့ကာလမှာတစ်ဖက်သက်ခြံစည်းရုပ်ခတ်ခြင်းနဲ့ယာယီရဆိုင်ထားခြင်းဖြင့်ယခုကဲ့သို့ဖြစ်စဉ်တွေကိုရှောင်လွဲရန်တို့ကိုအန်ယူဂျီကတောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံတွင်ရှင်မိဘပြည်သူတွေအိန္ဒိယနိုင်ငံတွင်ရှင်မြန်မာနိုင်ငံသားတွေအနေနဲ့လည်းတမူးခံပြည်သူကာကွယ်ဖွဲ့ရဲပေါ်တွေတပြက်ခံမှုနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးဆွေးနွေးအနေဖြင့်သက်ဆိုင်အိန္ဒိယဆွေးနွေးနဲ့ပူးပေါင်းဆောင်ရွက်နေမှုကိုသိရှိနားလည်ယုံကြည်ကတခြားမလိုလားတဲ့နှစ်နိုင်ငံချင်းချင်းကိုဒီကိုက်စေမဲ့ကိစ္စတွေအထူးသဖြင့်နေဆက်ဒေသရှိတော်လိုင်းအဖွဲ့တွေအနေနဲ့လည်းနိုင်ငံကြီးသားပြည်သားတွေမြေသိဆောင်ရွက်ချက်မျိုးကိုမှမပြုလို့ရမြန်မာအိန္ဒိယနှစ်နိုင်ငံနေဆက်ဒေသတွင်မူရစ်စေဝါတရားမဝင်ရောင်းဝယ်တဲ့စာမှုထိန်းချုပ်ရပါဝင် တရားဥပဒေစိုးမိုးကိစ္စရပ်တွေကိုသက်ဆိုင်ရာဖွဲ့စည်းရေးနဲ့အစဉ်တစိုက်ပူးပေါင်းဆောင်ရကြတဲ့အမျိုးကြီးကမြေတားရက်ခံပါတယ်။ဆက်လက်ပြီးမလေးရှားမှာတရားဝင်ဖွင့်လှစ်တာမြန်မာတီးတန့် KTV ကိုအနာပိုင်နေဝင်စီမြန်မာနိုင်ငံသားအယောက်20ဖန်ကဲဟာမလေးရှားနိုင်ငံကွာလာလမ်ပူဗန်ဒါမန်ဂျာလာရာမြို့နယ်မှာတရားဝင်ဖွင့်လှစ်တာမြန်မာတီးတန့် KTV တခုမှာမလေးရှားအနာပိုင်နေကဝင်ရောက်ဆင်းနေခဲ့ပြီးမြန်မာနိုင်ငံသားအယောက်20ဖန်စီခံခဲ့ရလို့မလေးရှားသတင်းကမီလာ20နေမှာပေါ်ပြပါတယ်။ကလာလန်ဘူးရဲ့တပ်ဖွဲ့ဒူးကြိုက်လိုင်းကစားနဲ့လေဝက်ဖွဲ့စီရဲ့နှိမ့်နေဌာနခွဲရဲ့ ။ Obinoda စစ်စင်ရဲ့တွင်ခုလုံဝင်စည်းခဲ့လို့သိရပါတယ်။စင်းနေမှုတွင်ဆက်ရှင်တွေကနေ35နေကြာမြန်မာနိုင်ငံသားအယောက်20ဖမ်းဆီးခဲ့လို့ကွာလာလမ်ပူရဲချုပ်ကပြောပါတယ်။သူတို့တွေထဲမှာဧကောသမားတွေဖြစ်တဲ့လောက်ကိုင်းနဲ့လို့လည်းတန်တရားရှိအမျိုးသမီးခုနှစ်ယောက်အင်ပေါ်တရားတခြားဝန်ထမ်းနဲ့အမျိုးသားဖောက်တဲ့ဆက်တရားပိုင်းနဲ့လို့လည်းအင်ကာနေထုတ်ပြန်ကြမှာပေါ်ပြပါတယ်။ရဲတပ်ဖွဲ့ကတန်ပိုင်းဆိုင်အဖြစ်စီတက်ဘလက်တွေအရက်တွေအယောင်ပြေစာစာအုပ်တွေနဲ့ငွေသားတွေသိမ်းဆည်းရမိကြောင်းသိရပါတယ်။ ပမာဏစုံစမ်းစစ်ဆေးမှုတွေရာဆိုပါလုံကလိုင်စင်မရှိဘဲထောက်ထားမဲ့နိုင်ငံသားတွေခံထားကြောင်း KTB ကာရာအိုကေကန်အဖြစ်လည်းပတ်နေမြန်မာတီးတန့်ဆိုင်ဖြစ်တယ်လို့ဆိုပါတယ်ဖန်စီခံရသူတွေကချိုးကလည်းအလဲဗီဇာသက်တမ်းကုန်ရဒါမှမဟုတ်တရားမဝင်ထောက်ထားမရှိရတဲ့တွေ့ရလို့ဆိုထားပါသေးတယ်နားဆင်အောင်ပေးကြတဲ့အတွက်ဒီမှာကျေးဇူးတင်ရှိပါတယ်ရှင်